ားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မေလ17ရက်နေ့တနင်္ဂနွေနေ့အတွက်မိုးလူဝသခံမှန်းချက်တွေကိုတင်ဆက်ပေးပါတော့မယ်နောက်တော့မိုးတုံလေးဟာမေလ17ရက်နေ့ကနေ14ရက်နေ့အတွင်းမြန်မာနိုင်ငံတောင်ပိုင်းဒေသတွေကိုစတင်ဝင်ရောက်လာမှာဖြစ်ပြီးမေလ15ရက်နေ့ကနေ16ရက်နေ့အတွင်းမှာတော့မြဝကျမဒေသမေလ19ရက်နေ့ကနေ24ရက်နေ့အတွင်းမှာတော့မြန်မာနိုင်ငံလယ်ပိုင်းဒေသတွေကိုအသီးသီးဝင်ရောက်မှာဖြစ်ပါတယ် ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာလေပြင်းရနဲ့ရေဝန်တစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီးပုံမော်အားကောင်းလာက မုန်တိုင်းငယ်ဖြစ်ကုန်ရောက်နိုင်မယ်လို့ခန့်မှန်းထားပါတယ်။အဲ့ဒီလေပြင်းရနဲ့ရေဝန်ဟာဒီကနေ့ကနေလာမယ့်15ရက်နေ့အတွင်းအစပြုဖြစ်ပေါ်လာမှာဖြစ်တယ်လို့မိုးလေဝသပညာရှင်အိုးဝင်းနိုင်ကခန့်မှန်းထားပါတယ်။ ဒီကနေ့ညနေအထိမွန်ပြည်ရှမ်းပြည်တောင်ပိုင်းမင်္ဂလေးတိုင်းနဲ့တရနာရီတိုင်းတို့မှာနေရအနှံပြရန်ကုန်တိုင်းပဲခူးတိုင်းအေရီတိုင်းနဲ့ကရင်ပြည်တို့မှာနေရစိတ်စိတ်ကချင်ပြည်ကရနီကရပြည်ရှမ်းပြည်မြောက်ပိုင်းနဲ့အရှေ့ပိုင်းနေပြည်တော်မကွေးတိုင်းနဲ့စကိုင်းတိုင်းအောက်ပိုင်းတို့မှာနေရာကျဲကျဲနဲ့ကြံပြည်နေတဲ့တိုင်းတွေမှာနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပြီးရွာရင်ရှာနှောင်းပြည့်ဖြစ်ပါတယ်။မန္တလေးတိုင်းနဲ့တရနာရီတိုင်းတို့မှာတော့နေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။ ်ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာတိမ်နှင်းငယ်ဖြစ်ထွန်းနေပြီးကပလီပင်လယ်ပြင်နဲ့ကြံဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အသင်အတင်ကနေတိမ်ထူထန်နေပါတယ်မြမပင်လယ်ပြင်မှာတော့လှိုင်းအသင်အတင်ရှိပါမယ်ကရနီကရပြည်၊ကရင်ပြည်၊မွန်ပြည်၊ရန်ကုန်တိုင်း၊ပဲခူးတိုင်းနဲ့တရနာရီတိုင်းတို့မှာမိုးတိမ်တောင်တွေဖြစ်ပေါ်နေပြီးအဆိုပါမိုးတိမ်တောင်တွေရွေရှားရတလျှောက်မိုးရွာသွန်းခြင်းနဲ့အတူလေပြင်းများတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပြစ်ခြင်းလျှင်စင်းလက်ခြင်းနဲ့မိုးသီးကြွေခြင်း စရင်မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်လို့တိုတင်သတိပြုနေထိုင်ကြဖို့စစ်ကောင်စီမုတ်စလာကအကြံပြုထားပါတယ်။နောက်နှစ်ရက်အတွင်းမွန်ပြည်၊ကရင်ပြည်၊ရှမ်းပြည်တောင်ပိုင်းနဲ့အရှေ့ပိုင်းနေပြီးတော့မန္တလေးတိုင်း၊စကိုင်းတိုင်းအောက်ပိုင်း၊တရနာရီတိုင်း၊အေရဝတီတိုင်း၊ရန်ကုန်တိုင်း၊ပဲခူးတိုင်းနဲ့မကွေးတိုင်းတောင်ပိုင်းစတဲ့ဒေသတွေမှာမိုးသက်လေပြင်းကြားရောက်နိုင်ပြီးမုန်များနိုင်ပါမယ်ရှင်။ကျမနွယ်နွယ်ပါ